ဆူအောင်မင်းရဲ့ဖြတ်တမ်းမှုနဲ့သူ့ရဲ့အားရကစားသမား9ယောက်ကိုရီးယားနဲ့အာရှဘောလုံးလောကရဲ့ကျယ်ဝင်တူးဖြစ်တဲ့ဆူအောင်မင်းကစပါတင်နဲ့တူပရီးမီယာလိနဲ့ဥရောပတခွင်ကိုဖြတ်တမ်းနေတာဖြစ်ပြီးခြေစွမ်းထွက်မြတ်တဲ့တိုက်စစ်မှုတစ်ယောက်ပါ professional ဘောလုံးသမားဘဝကိုဂျာမန်မြေပေါ်မှာစတင်ခဲ့တာဖြစ်ပြီး Hammer SV အသင်းနဲ့လေဝါကူဇင်အသင်းတွေမှာကစားခဲ့ပူပါတယ်။အာရှဘောလုံးလောကရဲ့မျိုးဆက်တစ်ယောက်ဖြစ်ပြီးတော့တိုက်စစ်စွန့်ရည်မြင်မာတဲ့ကစားသမားတယောက်ဖြစ်လဲရပ်တည်နိုင်ခဲ့ပါတယ်။ဂျာမန်မြေပေါ်မှာအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီးဘောလုံးလောကမှာတဖြည်းဖြည်းနဲ့ဂုဏ်သတင်းကကြီးမားလာခဲ့ပါတယ်။ဥရောပသင်ကြီးတွေကခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပြီးတော့ကမ်းလှမ်းမှုတွေလည်းရှိခဲ့ပါတယ်။ 2015ဆက်ချောင်းရာသီမှာတော့အာရှတိုင်းဆွန်အောင်မင်းကအင်္ဂလန်ပရီးမီးယားလိရဲ့စပါတင်ကိုရောက်ရှိလာခဲ့ပြီးကစားသမားဘဝအခမ်းအနားဆုံးချိန်ကိုရောက်ရှိလာခဲ့တာပါကစားပုံခက်ခဲကြမ်းတမ်းနယ်လို့နာမည်ကြီးတဲ့ပရီးမီးယားလိမှာဆွန်အောင်မင်းကအကောင်းဆုံးတိုက်စစ်မှုတွေကတယောက်ဖြစ်ခဲ့ပါတယ်ဆွာမင်းကအလင်းမြန်ဖြက်လက်ပြီးဘောလုံးပရိရဲ့ကျွေးဝါးတဲ့ကစားသမားတယောက်ပြီးပြီးစပါတင်ရဲ့တိုက်စစ်ကိုအကောင်းဆုံးပုံဖော်ပေးနိုင်ခဲ့ပါတယ်။အင်္ဂလန်တိုက်စစ်မှုဟာရီကိန်းနဲ့အတူအတွင်းကြီးရဲ့တိုက်စစ်တစ်ခုဖြစ်နာမည်ကျော်ကြားခဲ့ပါတယ်။ ပီးမားလီရဲ့ထိတ်တန့်ကိုသွင်းရှင်ပြပါရက်တည်နိုင်ခဲ့ပြီးတော့ပီးမားလီရွှေဖနန်းစုကိုရယူထားနိုင်ခဲ့တဲ့တဦးလဲသောအာရှသမားတယောက်ဖြစ်လဲသမိုင်းတွင်ထားခဲ့တဲ့သူပါကိုရီးယားနိုင်ငံရဲ့အကောင်ဆုံးကစားသမားတယောက်ဖြစ်ပြီးတော့အာရှအကောင်ဆုံးကစားသမားစုကို9ကြိမ်တိုင်တိုင်ရရှိထားခဲ့ပါတယ်လက်ရှိမှာလည်းအသင်းကောင်းဆောင်တူနေနဲ့စပါတင်ရဲ့အနာဂတ်တွေကိုထမ်းပိုးထားရတာလည်းဖြစ်ပါတယ်စပါတင်ရဲ့အသက်သွေးကြောတခုလိုအရေးပါတဲ့ကစားသမားတယောက်ဖြစ်ပြီးအောင်မြင်မှုတွေလည်းဆောင်းလောင်းနေကြတာပါ စပါတင်အတွက်အကောင်းဆုံးပေးဆက်ကစားခဲ့ပေမဲ့ကံမကောင်းအကြောင်းမလားစွာနဲ့စုပလားတွေနဲ့ဝေးကွာခဲ့ရတာပါ2018ဆက်ကိုရာသီမှာချန်ပီယံလိဖိုင်နယ်အထိတက်လန်းနိုင်ခဲ့ပေမဲ့လီဗာပူးအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်ချန်ပီယံလိဖလားနဲ့လွဲကျော်ခဲ့ရပါတယ်။ဒီလိုမျိုးဖလားမိုးခါမှုတန်းတွေကအာရှာသားကြီးကိုစိတ်ပြန့်စေခဲ့ပြီးမျက်ရည်မိုးတွေသွန်းဖြိုးစေခဲ့ပါတယ်။ ဒါပေမဲ့အာရှသားရပန်းတိုင်းကိုဆက်လျှောက်လမ်းရင်2024-25ရာသီမှာတော့စပါတင်နဲ့တူသူ့ရဲ့ပထမဆုံးဥရောပအောင်မြင်မှုဖြစ်ဂျီရိုပါလီဖလားကြီးကိုသိမ်းပိုင်နိုင်ခဲ့ပြီးတော့ဖလားမိုးခေါမှုတွေကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။အခုလိုမျိုးဘောလုံးလောကရဲ့အကျယ်ဝန်းတူဖြစ်တဲ့ဆွမ်အမင်းကသူ့ရဲ့ကစားသမားဘဝမှာလေးစားအားကြရတဲ့ကစားသမား9ယောက်တော့ရှိတယ်လို့ဖွင့်ဟခဲ့မှုပါတယ်။ အဆိုပါကစားသမားတွေကိုရွေးချယ်ခိုင်းတဲ့အခါမှာတော့နံပါတ်9က Manchester United နဲ့ Korea ခန့်တော်ရဲ့ကစားသမားပတ်ဂျီဆန်ကိုရွေးချယ်ခဲ့ပါတယ်။ပတ်ဂျီဆန်ကကိုရီးယားနိုင်ငံအတွက်သူရဲ့ကောင်းတူဖြစ်တယ်လို့ဆိုပါတယ်။နံပါတ်2ကတော့ပြင်သစ်ခန့်တော်ရဲ့ကစားသမားစီဒန်၊နံပါတ်3ကဘရာဇီးခန့်တော်ရဲ့ကစားသမားရော်နယ်ဒင်ဟိုနံပါတ်4 Lionel Messi တို့ဖြစ်ပြီးတော့နံပါတ်1ကတော့ Cristiano Ronaldo ဖြစ်တယ်လို့ဖြေဆိုခဲ့ပါတယ်။ ဆောင်းမင်းကအခုလိုမျိုးသူ့ရဲ့အိုင်ဒီယာကစားသမားတွေကိုအတူယူစူးစမ်းပြီးအနာဂတ်မှာနောက်ထပ်ထုံးလင်းတောက်ပလာနိုင်မလားဆိုတာကိုတော့စောင့်မျှော်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။